ဆမ်းမြောက်ကိုပြန်တိုက်မှာဘာကြောင့်ဆမ်းမြောက်ကိုတိုက်မှာဒီကောင်တွေလဲငါတို့ကိုတိုက်ယူထားတာဖြစ်တဲ့အတွက်တရုတ်ကညှိနှိုင်းပြီးလို့ပြန်ရတယ်ဆိုတာရတမိုင်းမလားပြန်တိုက်အဆုံးနာပြောလို့ပဲတိုက်မှာစကူရင်စကူရင်လီရင်ဆယ်စီးနဲ့ခေါက်တုတ်ခေါက်ပြန်ဘုံကျဲမဲ့ဟတ်စကီအစီးနဲ့ဆင်းနဲ့ပြင့်မဲ့မဲမဲမြင်ကုန်ပြည့်တောင်ကုန်းတွေပွိုင်ကုန်းတွေအကုန်ပြည့်တန်ကြက်ကြီးတိုက်ရင်နှင်းရင်လောက်တက်နောက်ကရှီမုံရင်တက်ဖို့နှစ်သိန်းနဲ့တက်မှာ ဟုတ်ပြီဘာမရဆရာရှိလဲကျွန်တော်သိမ်းပြသမ်းပါကဲဟုတ်ပြီမရရားနေဟိုဘက်ကလက်ပံလာတို့စင်ကူးတို့တပိတ်ချင်းတို့အင်းသိမ်းပေါ်မိုးကုတ်ကိုသိမ်းပြသမ်းပါကဲတင်ရဇာတ်တို့တော့ပေါ်ကျွေးွားတဲ့မိုးကုတ်မျိုးကြီးသိမ်းပြသမ်းပါရောက်ပေရောက်ဖုန်းကမြင်းညာမျိုးမှာ PDF တွေထားတော့ကြောင်းနေတယ်မိုက်ကဲတို့တက်ကြီးတို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံးပြသမ်းမှာအေးခင်ဗျားတို့အရန်စွမ်းနေတယ်ဆိုရင် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရောက်ထင်ပါဒီနေ့2025လေးလပန်း16ရက်နေ့ညနေပန်းသတင်းတွေကိုတင်ဆက်ပေးရမယ်ပထမဆုံးသတင်းကတော့အကျန်းဖက်စကောင်းဆောင်မြေအောင်လိုင်းက မြန်မာရွံ့ရနေတကုကာလလောဆောင်မေဖြစ်သောအကျဉ်းသားများလွင်ငင်းတက်တာခွန့်ပေးရန်ရှိနေပြီးအဆိုပါလွင်ငင်းတက်တာခွန့်ပြန်အာဆီယံ၏အသိအမှတ်ပြုမှုနဲ့ချင်းမွန်းရယူလုံနေကြောင်းနေပြည်တော်ဆက်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှဖော်ပြထားတွေ့ရပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ခက်တိမီဒီယာကကိုနိုင်ငံအပြစ်ဆောင်တင်ဆက်ပြတာကိုကျွန်တော်လည်းတို့အရင်အောင်နားထောင်ကြည့်အောင်စစ်ကောင်စီကအာဆီယံအာဆီယံအသိအမှတ်ပြုမှုကိုအရန်ကိုလိုအပ်နေတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင် အဘီလာ18ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာအာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိနေလို့သိရပါတယ်။ဒီရနဲ့ဒီထက်မှာရန်ကိုအတိမပြဖို့လိုအပ်နေတယ်။အကြောင်းတွေကိုခက်တိမီဒီယာကကိုနိုင်ငံတင်ဆက်ပြတော့ကိုရင်းဆောင်နားထောင်ကြအောင်နော်။ကဲအချက်ပစစ်ခေါင်းဆောင်မင်းအောင်လိုင်းကမြန်မာနေတကူဂါလာလှုပ်ဆောင်မြက်ဖြစ်တဲ့အချင်းသားတို့လွဉ်ငိတ်တတ်တာွင့်ပေးဖို့ရှိနေပြီ။အဲ့ဒီလွဉ်ငိတ်တတ်တာွင့်နဲ့အာဆီယံရဲ့အတိမပြမှုကိုရယူခြင်းနေတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကိုခက်တိကိုပြောပါတယ်။ ဒါကတော့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကဧပြီလ19ရက်နေ့မှာအကြက်ဖက်မင်းအွန်လိုင်းနဲ့အာဆီယံခေါင်းဆောင်ပိုင်းတွေအနေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှုရှိနေတယ်လို့လည်းပြောထားပါတယ်။အဲ့ဒီအတွက်အကြက်ဖက်မင်းအွန်လိုင်းဟာအဲ့ဒီတွေ့ဆုံမှုမှာအာဆီယံရဲ့အတိမတ်ပြုမှုကိုလိုချင်နေတဲ့အတွက်မြန်မာနေတကူ21ရက်နေ့ရောက်တိုင်းပုံမှန်လုပ်နေကြဖြစ်တဲ့အကျဉ်းသားတွေကိုလွတ်ငင်းချမ်းသာခွင့်ပေးပြီးတော့သူ့အနေနဲ့အကျဉ်းသားတွေကိုလွှတ်ပေးပါတယ်ဆိုတဲ့ပုံစံနဲ့ပဲ တစ်ဖက်မှာဘွားတွေးဖို့အဲ့ဒီနေကိုရွေးထားတာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလို Nissan တရနေ့လွန်ငင်းသက်သားကွင်းပေးမယ့်အထက်မှာအာဆီယံကဒီဇိုင်းမမတ်တောက်ဆူနေတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်နှုတ်ကိုလွှတ်မဲ့တဲ့တင်တော့လောလောဆယ်မကြသေးသလိုပုံမှန်ရာဇဝတ်အကျဉ်းသားတွေလွှတ်မဲ့တဲ့တင်နဲ့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်မဲ့တဲ့တင်လောက်သာကြားထားတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကတော့ ဧပြီလ19ရက်နေ့မှာမြန်မာစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့အာဆီယံကောင်းဆောင်ပိုင်းတွေထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှုကိစ္စဟာငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးနဲ့အပြစ်ခတ်ရစဲရစ်တွေကိုသာအဓိကဆွေးနွေးသွားမှာဖြစ်တယ်ဆိုပြီးပြောထားပါသေးတယ်ခင်ဗျ။ Yes ဆိုတော့ဒါကတော့ခက်သစ်မီဒီယာကကိုနားငယ်တင်ဆက်ပေးတာဖြစ်ပါတယ်။ဒါကအချင်းသားတွေကိုလွှဲပေးဖို့အထက်မှာဒေါ်အောင်ဆန်းစိုးကျင်နဲ့ UMA ပါမလားဆိုပြီးတော့ကျွန်တော်တို့အသေးစိတ်တော့မသိရသေးပါဘူး။ဆိုတော့အခုအချိန်မှာစစ်ကောင်းဆောင်မင်းအောင်လိုင်းက အာဆီယံခေါင်းဆောင်တွေကမှမျက်နှာသာရဖို့နဲ့အတိအမှတ်ပြုဖို့ပေါ့နော်။ဒီဟာကိုအရန်ကိုလိုအပ်နေတဲ့သူကအပြေခံဖို့ကရောက်နေတဲ့တွေ့ကြုံပေါ့နော်။ဒီဟာကအခုချိန်မှာတွဲဆောင်ဖို့ရှိတယ်။အခုတွဲဆောင်မှုကလည်းကျွန်တော်တို့နိုင်ငံရဲ့ရတွဲဆောင်မှုမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာငလင်ပေးကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်အာကုင္ကြီးကေစီရဲ့ဖို့အာလော့ပေးဖို့နဲ့တပတ်တပီတော့တွဲဆောင်မယ်လို့ကျွန်တော်ကြားသိရပါတယ်။ဘလူပဲဖြစ်ပေါ့နော်။ဒီထဲမှာစခေါင်းဆောင်မြောင်းလည်းကတက်ရောက်ပြီးတော့ဘလူတွေမျက်နှာသာရအောင်လော့ဆောင်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဆိုတော့ဒီဟာက အာနေပြည်တော်ကသတင်းရင်းမြစ်ကပြောပြနေတဲ့သတင်းထုတ်ကိုပြင်ပြီး တော့နားထောင်ရတာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့တစင်နေဆက်ခွန်နော်ပီနော်ပီမှာကျွန်တော်တော်လိုင်းတဲ့ဖွဲ့တွေကနေဆက်အကုံလုံးနေပတ်ကိုအိန္ဒိယတရုတ်ထန်းအဲ့ဒီအကုံလုံးနေပတ်ကိုကျွန်တော်တင်ပတ်ရရှိပါပြီဒီထဲမှာဘလူးတွေလော့ဆောင်လေးဆိုတော့ကိုအာဘူချွထွမင်းနိုင်အရခတိုရဲ့စကောစကောဆောင်ဘူချွထွမင်းနိုင်ပြောဆိုနေတဲ့ရုတ်တံဖန်ကိုအရင်တော့ကပြင်ပြီးတော့နားထောင်ကြည့်အောင်နော်ကဲ အိန္ဒိယရောတရုတ်ရောထိုင်းရောကျွန်တော်တို့မြန်မာအိန္ဒိချင်းနိုင်ငံအများစုကဒီ1027စစ်စင်ရေးနောက်ပိုင်းမှာဒီမြန်မာနယ်စပ်လုံခြုံရေးဆိုင်ရာနဲ့မြန်မာနိုင်ငံဆိုင်ရာဆက်ဆံရေးမူဝါဒတွေကိုတော်တော်လေးအဲရှုပ်ထွေးထွေပြားတော့တယ်လို့ကျွန်တော်တို့မြင်ပါတယ်ငကိုရှိထားတဲ့မူဝါဒပြီးတော့သူတို့မှလည်းအဲပါတီတခုချင်းစီအလိုက်ဆက်ဆံရေးနိုင်ငံအစိုးရအချင်းချင်းဆက်ဆံရေးကြားမှာ ဒီပြောင်းလဲလာတဲ့အခြေအနေကိုဘယ်လို accommodate လုပ်မလဲအဲနေဆက်တွေတာမှာဖြစ်ပေါ်လာတဲ့လုံခြုံရေးဆိုင်ရာစင်ခေါ်မှုတွေရောပြီးတော့အကျိုးစီးပွားဆိုင်ရာအပိုင်းတွေကိုဘယ်လို accommodate လုပ်မလဲဆိုတဲ့ဟာတွေကိုအခုထက်ထိတချို့နိုင်ငံတွေဆိုရင်အစီအစဉ်မကြနိုင်ကြသေးပါဘူးဒီအထက်မှာအဲကျွန်တော်မြင်မိတလောက်ကတရုတ်နိုင်ငံကြတော့ဒီအပြောင်းလဲအခြေအနေကိုတော်တော်လေးအဲဒီ ဆက်ဆံရေးမြန်မာနိုင်ငံဒီအရှင်းမြောက်ပိုင်းဒေသနဲ့ဆက်ဆံရေးနောက်ဒီပြစ်ကောင်းဆောင်ဆက်ဆက်နေတဲ့သူကဆက်ဆံနေခဲ့တယ်ပြီးတော့ဒီဒေသဆိုင်ရာလုံခြုံရေးအပိုင်းကိုလည်းမဟာဗျူဟာမြောက်သူကဒီ over sign လုပ်နေခဲ့တယ်ဆိုတော့အာသူ့မှာဒီဟာကို response လုပ်ဖို့အတွက် သူများတွေနဲ့ဆိုင်ရင်အပိုပြီးမှဟိုတက်ကြော့တယ်လို့ကျွန်တော်မြင်တယ်အိန္ဒိယတို့ဘာလို့ဆိုရင်သူကအစိုးရကလည်း democracy အစိုးရဖြစ်တယ် ူရဲ့ဒီ government bureaucratic system အလုံးလုံးတဲ့ပုံစံကလည်းသေးတယ်။ဆိုတော့တချို့သူ့ရဲ့ thinker တွေကစဉ်းစားမိရင်လည်းတောင်မှနိုင်ငံရေးသမားတွေရဲ့ဟို decision maker တွေစီမှာကြန့်ကြာနေတဲ့ဟာတွေရှိတယ်။ဥပမာမြန်မာနိုင်ငံမှာအခုစစ်ပွဲတွေနဲ့နေဆက်တွေမှာ security provider တွေကပြောင်းလာခဲ့ပြီ။အရွေးတွေကအများကြီးဖြစ်နေပြီ။သူ့မှာ အပြောင်းလဲဖို့လိုတဲ့ဟာကိုအစူအကြမလုပ်နိုင်ဘူးသူ့မှာရွေးကောက်ပွဲတွေခံနေတယ်သူ့ရဲ့ရွေးကောက်ပွဲကလည်းသူများနိုင်ငံလည်းမတူဘူးရက်ပေါင်းများစွာကြာတယ်အဲပြီးတော့သူ့ရဲ့နိုင်ငံဖွဲ့စည်းပုံကဘ ਹੁ အစိုးရဖက်ဒရယ်အစိုးရဖြစ်တဲ့ဘ ਹੁ ကဟာနဲ့ဖက်ဒရယ်ကဟာနဲ့အဲဟိုအင်လိုင်းမဖြစ်တဲ့နေရာတွေမှာဆိုရင်ချန့်ချာမှုတွေအများကြီးတွေ့ရတာပေါ့ဒါအာသာချက်အာနေချက်တွေနဲ့အပတ်ဝန်းကျင်အခြေအနေပါ Yes so ဒါကတော့အိန္ဒိယ တရုတ်ထမ်းတော့เนาะကျွန်တော်မြန်မာနိုင်ငံနေဆက်ကနိုင်ငံတွေရဲ့အခြေအနေကိုသုံးသပ်ပြောဆိုပေးနေတာဖြစ်ပါတယ်။ဒါကအာခတ်တော်ရဲ့စိုးစိချုပ်ဘူချုပ်ထမ်းမိနေတာဖြစ်ပါတယ်။ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ဘလူရယ်ကန်တွေလေးဆိုတော့ကျွန်တော်တို့အခုနောက်ပိုင်းမှာကျွန်တော်တို့လည်းအားလုံးမြင်နေကြပြီဖြစ်ပါတယ်။ဆိုတော့ဆက်ပြီးတော့ဘလူရယ်ဆက်ပြီးတော့ကန်တွေကြမလဲလို့ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဆုံးကြည့်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ TikTok ကနေသူရဲ့အဘမင်းအွန်လိုင်းလို့เนาะ အာဇကူရင်တဲ့စက်ကောင်စီတက်ဖွင့်တွေဘလို့ထိနန်ချင်းဆိုရှီအာဘလို့ထိစစ်နန်ချင်းဒါလေးဆိုတော့ကိုပြန်ပြီးတော့နားထောင်ကြည့်အောင်ဒီထဲမှာအဲ့ဒီမင်းတို့စစ်မှုထမ်းဟောင်းစစ်မှုထမ်းဟောင်းတယောက်က အခုသူစိုးစေးချုပ်တာဖြစ်ခဲ့ရင်ဒီလိုဒီလိုတိုက်ပါမယ်ဆိုပြီးတော့ပြောဆုံးနေစက်ကူရင်ဆန်းဆန်းပြောဆုံးနေတဲ့ရုတ်တံဖန်ကိုကျွန်တော်တို့တူပြန်ပြီးတော့နားထောင်ကြည့်အောင်နော်ဘလိုပြောတစ်တော်တယ်မှာစစ်တိုက်ကြည့်မှာဗျကိုကိုဘူးတူပြောက်လို့သဘောထားတယ်ဟုတ်ပြီစိတ်ကူးရင်တာပေါ့ အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကြီးကစစ်တရားကျေပြန့်တယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ဒါဆိုနည်းနည်းပြန်ကြုံကြည့်လိုက်ဟုတ်ပြီ PDF တွေဘာလို့ဖြစ်လာလဲဆိုလက်သုံးချောင်းထောင်ပြီးတော့ဒေါ်စုဘက်ကနေတက်လာတာအဲ့တော့သူတို့ကကြာတော့ဒီကောင်တွေလက်နဲ့တွေထုတ်ပြလိုက်တော့လှုပ်ချင်တာလှုပ်လို့ရသွားတယ်ကျွန်တော်ဒါဆိုလို့ရှိရင်တပ်မတော်ထောက်ခံတဲ့အဖွဲ့တွေကိုတပ်မတော်ထောက်ခံတဲ့အဖွဲ့တွေရှိတဲ့ရွာတိုင်းမှာအဲ့တော့စစ်သားဟောင်းကြီးနေ၅ယောက်လောက်နဲ့အယောက်၂၀လောက်ကိုလက်နဲ့ကောင်းကောင်းတတ်ဆင်ပြလိုက်ဟုတ်ပြီ အင်ကြက်ချင်းအိုးမဲ့တောက်ပြီးတော့တိုက်ထလိုက်ကွာอืมကြာပြီမွေမွေချင်းရှိမြင်တယ်စစ်တက်မလို့ရဲတော့သူ့နေရာသူ့ထိန်းပေါ့ကွာအဲ့တော့တိုက်เสียသုံးနေရာပဲရှိတယ်ချမ်းမြောက်ရက်ခိုင်ချင်းအဲ့တော့ဖင်ကောင်းကျဲနေတဲ့ရခိုင်ထွန်းမြနိုင်အရင်ဆုံးတိုက်မှာဟုတ်ပြီအဲ့တော့ပြည်သူပြောမယ်မင်းတို့ငါတို့ဒီနေ့နဲ့မြေချင်းမြေမင်းတို့ပြည်သူဆိုလို့ရှိရင်ငါတို့ခေါ်ရပဲလား၃ရက်အချိန်ပြေးမှာဟုတ်ပြီ၃ရက်ပြေးတာနဲ့ အပေါ်ကနေလေရင်ဆယ်ကြီးနဲ့ခောက်ထုတ်ခောက်ပြန်ပုံကျမယ်ဟတ်စကီအစီးနဲ့ဆက်ခောက်ထုတ်ခောက်ပြန်ပြစ်မယ်ဟုတ်ပြီတန်ကြကားတွေတက်မယ်အဲအမြောက်တင်းနဲ့ဟုတ်ပြီစုမုံကုန်းတွေပြစ်မယ်အားလုံးပြီးပြီဆိုတဲ့ချိန်မှာနောက်ကနေတန်ကြကားနောက်ကနေပြီးတော့စစ်သား2သိန်းလောက်ကနေပြီးတော့တက်ရှင်းလင်းရေးတွေရောက်လောက်ရှို့ရှိသေးလို့လားတိုက်ပွဲပြတ်သွားပြီဟဲ့ဆိုလို့ရှိရင်ကိုရဲဘော်တွေအင်အားပြည့်စားကြတောက်ကြခုနှစ်ရက်အနာပြည့်မယ်ဟုတ်ပြီပြီးပြီဆိုလို့ရှိရင်ရှင်းအောင်တော့ခဏထားလိုက်ပါ ဆမ်းမြောက်ကိုပြန်တိုက်မှာဘာကြောင့်ဆမ်းမြောက်ကိုတိုက်မှာဒီကောင်นี่လဲငါတို့ကိုတိုက်ယူထားတာဖြစ်တဲ့အတွက်တရုတ်ကညှိနှိုင်းပြီးလို့ပြန်ရတယ်ဆိုတာရတမိုင်းမလားပြန်တိုက်ဟုတ်ဆွမ်းနာပြောလို့ပဲတိုက်မှာစကူရင်စကူရင်လီရင်ဆယ်ကြီးနဲ့ခေါတုတ်ခေါပြန်ဘုံကျဲမဲ့ဟတ်စကီအစီ20နဲ့ပြင့်မဲ့မဲမဲမြင်ကုန်ပြအင်းတောင်ကုန်းတွေပွိုင်ကုန်းတွေအကုန်ပြအင်းတန်ကြက်ကာတွေတိုင်ရင်နှင်းရင်လောက်တက်နောက်ကရှီမုံရင်တက်ဖို့နှစ်သိန်းနဲ့တက်မယ် ဟုတ်ပြီဘာမရဆက်ရှိလဲအဲ့တော့ရှုံနေတာကအဲ့ဒါလေးကြီးဗျဟုတ်ကိုလူကိုယုံမှတဏှတ်တွေပြေးပြီးတော့ဘာဖြစ်တယ်ဒါပေမဲ့ဆွမ်းနာပြောရဖို့ဗျာရွာမှာရဲဘဟောင်း9ယောက်လောက်နဲ့ဒီတရတတ်မလို့ထောက်ခံနဲ့အယောက်20လောက်ကရွာတိုင်းမှာရှိတယ်ဒါပေမဲ့မိချိုးမောင်းပြက်တွေတော့မလုံနဲ့ပေါ့ဗျာတဏှတ်ကောင်းကောင်းပြေးနောက်ဆုံးဘာဖြစ်လဲဗျာဖြစ်သွားတော့လဲဘာဖြစ်မလဲခင်ဗျာဒီတိုင်းပါနေတာနဲ့စာလို့ရှိရင်တော့ ဥပဒေကြောင့်နေလဲပြောမနေတော့နဲ့ဘာကြောင့်လဲဥပဒေမှမစိုးမိုးနိုင်တာအဲ့တော့ဒီလူတွေကလုံပြီဆိုလို့ချင်းရဲလာပြီးရှုပ်ထားတော့မလုံနဲ့ပေါ့ဗျာကိုလူကိုယုံလိုက်စမ်းမှာအမလီတိုက်ဖို့ကခဏလေးကျွန်တော်တစ်တော့တည်းမှာတိုက်လိုက်တာတော့ပြီးသွားပြီအရှင်းလာခရတကယ်ပြောတော့ဒီမှာကြုံစစ်တက်လို့ပြီးဘယ်လိုတိယူအာနေလဲဆိုတာကိုဒီမှာမင်းလို့ရပြီနော် သူတို့စကူးရင်တွေစစ်တက်လို့ဗီဒီယိုကအခုချိန်မှာဒီကောင်ကတော့စစ်မှုထမ်းဟောင်းလို့သိရပါတယ်။နော်စစ်မှုထမ်းကကျွန်တော်ကဘိုင်းကဒီလိုတိုက်ခဲ့ပါတယ်ဆိုပြီးတော့ဖေကောင်းကျင်နေတဲ့လူတယောက်လို့သိရပါတယ်။ဆိုတော့အခုချိန်မှာဘယ်လိုတွေတိုက်ခဲ့ပါမလဲ။အာကျွန်တော်သားစိုးစိုးချွဖြစ်ခဲ့ရင်ဒီလိုလောက်ပါမယ်ဆိုပြီးတော့စကူးရင်နေတဲ့စစ်တက်တွေလိုပြီးတွေပေါ့တော့နော်။နောက်တစ်ခုကဒီလိုမျိုးစကူးရင်ဆန်ဆန်ပေါ့ပြောနေတဲ့လူတွေထဲမှာမင်းအောင်ရောဖောင်းကဘလူတွေပြင်ပြီးတော့အဲဒက်ဆော့ထားလဲသူ့အပါတွေစစ်ကောင်စီတက်ဖွဲ့ကဘလူတွေဒက်ဆော့ထားလဲဆိုတော့ကိုကျွန်တော်တို့ပြင်ပြီးတော့နားထောင်ကြည့်အောင် ဒီထက်မှာဆိုလို့ရှိရင်မော်ကိုတော့တခြားနေရာမှာအရင်ဆုံးသင်ပြလိုက်ပါအောင်ဆိုပြီးတော့ပြောဆိုနေတဲ့ဗီဒီယိုဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်နော်ကျွန်တော်ကိုအခုလက်ရှိမှာတချို့တော့ပေါ့နော်တမ်မရိုဘက်ကတမ်မရိုနဲ့နိုင်ငံတော်အကြီးအကဲတို့ဖားနေတဲ့လူတွေကျွန်တော်တိုက်ခိုက်နေကြတယ်လက်ရှိအချိန်မှာတမ်မရိုကတိုင်းမူလောက်အဆင့်နော်တိုင်းမူလောက်အဆင့် တက်မှမူလို့အစင်ဟဒူးထောက်ပြီးတော့မှရန်သူရှိလက်အောင်မှာဟွန်းတက်မတော်တော့တိုင်းမူလို့အစင်တက်မှမူလို့အစင်ကဒူးထောက်ပြီးတော့ရန်သူရှိအောင်မှာဒူးထောက်ပြီးတော့မှပြပြဝင်နေတဲ့ချင်းရမခါလို့နေရာမျိုးတို့အဲနပါခါလို့နေရာမျိုးလို့ကြာရှုံးနေရအချို့သောနေရာတွေကြာရှုံးနေရတာတော့ မည်းတော်ကစစ်သားစိတ်ဓာတ်ကိုမပြင်မဲနဲ့နော်ပေါ့ပန်း၄၀စကားကြီးပြောနေမယ်ဆိုရင်อืมခမည်းတော်တာဝန်ယူမှုတာဝန်ခံမှုရှိလားကျွန်တော်မေးကြည့်တာတမမှုလောက်အစင်တိုင်းမှုလောက်အစင်တွေနော်ရမခလိုစစ်တန်းကြီးတို့နတ်နတ်ဟိုနတ်ပခလိုမျိုးတို့နတ်ခကငါးလိုမျိုးတို့ဖြစ်နေတာတော့မှရန်သူလက်အောက်မှာ ဘုံဘူးချုပ်လို့ဘိုလ်ချုပ်ကြီးဘိုလ်ချုပ်အပွင့်နေတင်ပြီးတော့မှဒူးတောက်နေရအောင်တောင်မှခမားတို့အဲ့လိုဖားနေဦးမလားတက်မတော်မှာခမားတို့ကတက်မမှုလို့အစင်ရရန်သူချေကိုဒူးတောက်ပြီးတော့အညံ့ခံရတဲ့ခေကာလာအချိန်ခါမျိုးရောက်နေတာကိုပြည်သူလူထုရဲ့အကျိုးစီးပွားဒုက္ခကိုဘာတခုကာကွယ်နိုင်လဲကျွန်တော်မေးကြည့်တာမေးပြီအေးခမားတို့မှာဘာမှခံချက်ပေးနိုင်တယ် ဘာမလုံးပေးနဲ့ခုဖို့ပဲတည်နေရလေခင်ဗျားတို့အားလုံးကနားလေပါရိုက်နေခင်ဗျားတို့လက်နဲ့ကင်တာအချောက်တွေအကုန်လုံးအေးဆောက်ယူနေကျမ်းပြီဆောက်ယူနေတယ်လက်နဲ့ကင်ပြီးတော့ပြက်ပြက်သားသားမလုပ်ရရင်လက်နဲ့မကင်နဲ့အဲရှင်းလားလွယ်လွယ်လေးပဲဘာနိုင်ငံတကာဆန်နှုံးတွေပါကျွန်တော်မသိဘူးအတက်မတော်ကလည်းဟိုမှာစစ်မှုထမ်းမထမ်းမနေရဦးတွေဆိုပြီးတော့ပေါ်လာတွေဆွဲတယ်อืมဟိုကောင်လို့ပြီခင်ဗျားတို့ဗျာတရားလား ကျွန်တော်ဗမ်းမတိုင်တိုင်းပြောတာစစ်သားကလည်းစစ်သားလုံးပြန်ပြီပြောရမှာရဲကလည်းလုံးပြန်ပြီอืมဘာမှလည်းလက်မကန်တဲ့လူကြတော့စောက်ဖမ်းမယ်စီးမယ်လီးကိုပဲလာဖမ်းငါလီးပဲရမယ်ကွာကျမ်းပြီကျမ်းပြီရှင်းလားမကြက်ကြီးထုံတဲ့ရောက်မယ်ငါပြောတာဘာဖမ်းမှာဘာမှမဟုတ်တဲ့ပြည်သူတွေကြတော့လိုက်ဖမ်းနေတာကျွန်တော်ခင်ဗျားတို့မေးမယ်မနာနဲ့နောင်ချိုးပြန်တိုက်လို့ရပြီလားမင်းကြီးတာမင်း30 30ရပြီလား အဲကျွန်တော်ပြောတော့မနာနဲ့နော်အေးမနာကြနဲ့နော်ကျွန်တော်တို့အားထားရတဲ့တက်မတော်တည်းရလေအဲ့ဒါကိုခမားတို့ကပြောတော့လက်မခံမင်းနဲ့မပူပေါင်းမင်းနဲ့ဇော်ပွင့်ကိုဖမ်းစေချင်ဟုတ်လားဟောမာတာပေါ့အဲ့မှာ ጓ န်းတာပေါ့ခမားတို့ပူလည်းမပူပေါင်းကိုတိကိုသက်ကိုဆရာကြီးကျွန်တော်သိမ့်ပြသမ်းပါကဲအဲဟုတ်ပြီမရရားနေဟိုဘက်ကလက်ပံလာတို့စင်ကူးတို့တပိတ်ချင်းတို့အဲ သိမ်းပေါ်မိုးကုတ်ကိုသိမ်းပြသမ်းပါကဲတန်ဇာရတော့ဘောကျွေးွားတဲ့မိုးကုတ်မျိုးကြီးဟုတ်ပြီသိမ်းပြသမ်းပါရုပ်ပဲရုပ်ဖောင်းကြီးကမြင်းညာမျိုးမှာ PDF တွေထားသောကြောင့်လည်းမိုက်ကဲတို့တက်ကြီးတို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံးပြသမ်းပါခင်ဗျားတို့အရန်စွမ်းနေတယ်ဆိုရင်ကဲဘာပြီးတော့စမ်းကြည့်ပါဦးအဲ့ဆိုခင်ဗျားတို့ဘာလိုအပ်နေရလဲပြောနေလူကြီးဦးအဲကာဝေးဦးကြီးကြီးအောင်တည်အောင်ခင်ဗျားတို့အပွင့်ခက်တွေတင်ပြီးတော့မှမပြောရဲဘူးလား ကျွန်တော်ပြောခိုင်းလိုက်ကျော်ဘုံပြောပြမှာနော်ကျွန်တော်လိုင်းပေါ်နေတရားဝင်អော်ပြီးလိုက်နေဟောပြီတတိရှိလားဟမ်မာနေလို့လားဟမ်ခုမတရားဟိုဘက်ကမရောက်တော့ဘူးအဖြစ်နေပြီอืมလာအောင်မှာဟုတ်လားနောင်ချိုဟိုဘက်နောင်ချိုတော့မသိနိုင်ဘူးဖြစ်နေပြီဥမာတို့ ြောသလောက်လွယ်လားဆိုတော့ဟာခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်စီတို့ဆိုတဲ့တက်မတော်ကြီးလေอืมဟုတ်လားရုရှားပြန်နေလေอืมရုရှားပြန်နေလေရုရှားပြန်နေလေอืมတို့လိုင်းတက်တွင်တွေ့ပြီတွေ့ပြီဆိုလို့ကမ္ဘာအဆင့်35 39ထဲမှာဝင်နေတဲ့တက်မတော်လေအင်းဘာဖြစ်နေတာဘာလို့အဲ့လိုတွေဖြစ်နေရလဲလိန်လို့ပေါ့ခဏလို့လိုက်လိန်နေလို့ပေါ့ ကဲဆိုတော့ဒီကယောယောဖုံးဟင်းကူတန်းကနော်သူစတန်ဒတ်အာမီကိုဒဲတွေစုံနေတာဖြစ်ပါလေမင်းတို့တတိရှိရင်တမျိုးလုံးတမျိုးလုံးတော့အရင်ဆုံးသိမ်းပြလိုက်ပါအောင်တဲ့နော်မင်းတို့နီးနားမှာရှိနေမတရားတော့တပည့်ချင်းတို့ကို အရင်ဆုံးသိမ်းပြလိုက်ပါအောင်ဆိုပြီးတော့အဲ့မှာစိန်ကုန်နေတာမေခွန်းတောင်းနေတာဒီကောင်ဆိုတော့ဒီကတော့ဒီနေ့နောက်ဆုံးရရှိတဲ့ဘုံမတွေရွတ်တဲ့ဖန်နဲ့ အာစကောင်းဆောင်မေအောင်နဲ့ကအာဆီယံကောင်းဆောင်တွေကြမှာဘလူတွေအတိအမှပြုဖို့ရဖို့လိုအပ်နေလဲဆိုတာကိုအတင်ဆက်ပေးနေရွတ်တံဖန်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမေနဲ့ကြည့်ရှုအပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြက်မှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ